တို့ online မှာဝင်ဝင်ရှာကျင်တဲ့သူတွေအနေနဲ့ဒီနီးလန်းတွေကိုတိထားလို့ရှိရင်မိတ်ဆွေမိတ်ဆွေတို့အတွက်ဝင်ဝင်ရဖို့အတွက်ကမခက်ခဲတော့ပါဘူးအဲ့ဒါဘာတွေလဲဆိုတော့ကျွန်တော်ကိုယ်တိုင်ကိုဗစ်ကာလတုန်းကကျွန်တော်ကိုယ်တိုင်လောက်ခဲ့တဲ့နီးလန်းအခုလည်းအဲ့နီးလန်းတွေလုံနေတော့ပါပဲအဲ့ဒါဘာလဲဆိုတော့မိတ်ဆွေတို့ဘာမှမလုပ်တတ်ရင်တော့ကျွန်တော်တို့ အဲပေလေးတစ်ခုဖွင့်လိုက် Facebook ပေလေးတစ်ခုဖွင့်လိုက် Facebook ပေလေးမှာကျွန်တော် follower ရအောင်လုပ်လိုက်အဲ follower တွေရလာပြီများလာပြီဆိုလို့ချင်းကျွန်တော်ဒီပေတွေကိုပြန်ရောင်းစာအဲအဲ့လိုနီလန်းလေးတွေပေါ့နော်ကျွန်တော်ဒီကိုဗစ်ကာလတုန်းကကျွန်တော်ဒီလိုပေတွေကိုဖွင့်တယ်ဖွင့်ပြီးပေလေးတွေကိုကျွန်တော် follower ရအောင်လုပ်တယ်ပြီးလို့ရှိရင်ကျွန်တော်ပြန်ရောင်းစာတယ်အခုလည်းကျွန်တော် TikTok မှာ TikTok account လေးတွေကိုကျွန်တော် follower ရအောင်လုပ်တယ်လုပ်ပြီးလို့ရှိရင်ကျွန်တော် TikTok account တွေကိုကျွန်တော်အဲပြန်ရောင်းတယ်အဲ့ဒီမှာစီးပွားရေးသမားတွေကဒီ TikTok account account တွေကိုအဲသူတို့ပြန်လဲဝယ်ယူတာပေါ့နော်ပြီးရင်သူတို့စီးပွားရေးတွေကိုဒီ account တွေကနေသူတို့ချဲ့ထွင်တယ်ပေါ့နော်အဲ့တော့မိတ်ဆွေတို့အနေနဲ့လဲ online စီးပွားရေးလေးတစ်ခုကိုကျွန်တော်ကတော့မဖြစ်မနေလုပ်စေချင်တယ်ပေါ့ခင်ဗျာဘာဖြစ်လို့လဲဆိုတော့ကျွန်တော် online မှာဆိုလို့ရှိရင်အများသောအဖြစ်ခလေးလူငယ်လူကြီးအကုံလူမျိုးမရွေးကျွန်တော် online မှာ online ပေါ်မှာအသုံးပြုနေပါတယ်ပေါ့နော်အဲ့တော့ဒီ ပေးထောင်ပြီးတော့ကျွန်တော်က follower ရအောင်ဘယ်လိုရှာရမလဲအဲ TikTok account ဖွင့်ပြီးတော့ follower ဘယ်လိုရအောင်ရှာရမလဲဆိုတဲ့နီးလန်းတွေကိုလည်းကျွန်တော်ရဲ့ account ထဲမှာတင်ပေးသွားမှာဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော် account လေးကိုလည်းစောင့်ကြည့်ပေးဖို့ကျွန်တော်မြေတားရက်ခံခြင်းပါတယ်မိမိကအမ်ရုပ်ပြပြီးတော့ကျွန်တော်ဝင်ငွေရှာကျင်တာလားရုပ်မပြဘဲနဲ့ဝင်ငွေရှာကျင်တာလားသူများတကာတွေရုပ်မပြဘဲနဲ့ online မှာအဲတရင်လေးတွေရေးမယ်ကျွန်တော်ဟို reaction video လေးတွေလုပ်မယ်ခီးသွား blog လေးတွေရိုက်မယ် အိုင်ဒီယာနဲ့မှတဆင်သူတို့ဝင်ငွေတွေအမြောက်များရရှိပြီးတော့ကျွန်တော်တို့အဆင်ပြေနေတာရှိပါတယ်အဲ့တော့မိမိကကျွန်တော် online မှာကိုယ့်ရဲ့ရုပ်ကိုပြပြီးတော့ကျွန်တော်တို့ဒါ online အသုံးပြုမယ်ဆိုလို့ရှိရင်လည်းအဆင်ပြေပါတယ်အဲ့တော့ကျွန်တော်ကအကြံပေးချင်တာကမိတ်ဆွေတို့အနေနဲ့ online မှာမဖြစ်မနေဘူးကျွန်တော်တို့စီးပွားရေးတစ်ခုစတင်ဖို့အတွက်ကျွန်တော်ကအကြံပြုချင်ပါတယ်မိမိကမိမိမှာ basket တစ်ခုရှိလဲကျွန်တော်တို့လူတိုင်းမှာ skate တစ်ခု တော့အ ਨੇ ဆုံးရှိတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့မှာထားပါတော့ဗျာလူတစ်ယောက်ကဟင်းချက်တတ်တယ်ရှင်ဟင်းချက်တဲ့အကြောင်းအရာလေးကျွန်တော်တို့ခြေခံပြီးတော့ကိုယ်မျက်နှာလေးပါရင်လည်းပါမပါရင်လည်းကျွန်တော်တို့ဒီကင်မရာကိုဟင်းချက်တဲ့ပုံစံလေးတွေဒီဥစ္စာလေးတွေကျွန်တော်ရိုက်ပြီးတော့ကျွန်တော်တို့လူစိတ်ဝင်စားအောင်ကျွန်တော်တို့ကဒါလေးတွေတင်ဆက်နေမယ်เนาะကိုကထားပါတော့ကျွန်တော်တို့စိုက်ပျိုးရေးဆိုလဲကျွန်တော်တို့စိုက်ပျိုးရေးဒါဘယ်လိုစိုက်ကြတယ်ဘယ်လိုပြိုးရတယ်အဲ့လိုအကြောင်းအရာလေးတွေကျွန်တော်တို့အဲမျှဝေပြီးတော့ကျွန်တော် online မှာဒါဝင်ဝင်ရှာလို့လဲဟို ရရတယ်ပေါ့နော်အဲ့တော့ online နဲ့ပတ်သက်တဲ့စီးပွားရေးကိုမဖြစ်မနေကျွန်တော်ကအဲလှုပ်ဖို့အတွက်အကြံပြုခြင်းပါတယ်ခင်ဗျာအဲ့တော့မိတ်ဆွေတို့အနေနဲ့အဲသိကျင်တဲ့အကြောင်းအရာတွေရှိတယ်ဆိုလို့ရှိရင်လည်းကျွန်တော် comment မှာမှတ်ထားပေးခဲ့ပါကျွန်တော်သိသလောက်ဒီကျွန်တော်လက်ရှိအသုံးပြုနေတဲ့နှီးလန်းတွေကိုမိတ်ဆွေတို့ကိုကျွန်တော်မချွေးမချန်နဲ့ကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ်အဲကျွန်တော်အသုံးပြုတဲ့နှီးလန်းတွေကလည်းကျွန်တော်ကိုယ်တိုင်လက်တွေ့ကြကြအသုံးပြုတဲ့နှီးလန်းတွေ ဖြစ်ပါတယ်ခင်ဗျာအားလုံးအဆင်ပြေကြပါစေလို့ကျွန်တော်ဒီကနေပြီးတော့ဆုတောင်းပေးပါတယ်